မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ31ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ရွှေကူမြို့ကနေပြီးတော့ AR မြေကြောင်းအတိုင်းစံတက်လာတဲ့စစ်သည်မအုပ်စုကို KI ပူးပေါင်းတပ်ဖွဲ့က၄ရက်ဇက်တိုက်လိုက်လံတိုက်ခိုက်ရာသင်းမော၃စီးမီးလောင်ပြက်စီးသွားပြီးတော့မြေပြင်မှာလည်းတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ31ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ရွှေကူမြို့ကနေ ARD မြေကြောင်းတိုင်းစံတက်လာတဲ့စစ်သည်မောအုပ်စုကို KIA နဲ့ KPDF ပူးပေါင်းတပ်များကမြေကြောင်းတက်လျှောက်မှာလိုက်လံတိုက်ခိုက်နေတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သည်မောတစီမီးလောင်ပျက်စီးခဲ့ပြီးတော့ရွှေကူမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ မြေပြင်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်သည်မောင်းများကိုလုံခြုံရေးပေးရန်မြေကြောင်းတက်လျှောက်ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲများပြင်းထန်နေပြီးတော့ Jet Fighter နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ဒီကနေ့မနက်မှာစစ်ခွေးသင်းမောင်းတစ်စီးမီးလောင်သွားပါတယ်။အခုကသင်းမောင်းတွေကပြန်ခောက်ပြီးတော့ရွှေကူဘက်ကိုပြန်ခောက်နေပြီးကုန်းလန်းဘက်ကတက်လာတဲ့စစ်ခွေးတွေနဲ့လည်းကျွန်တော်တို့ KIA နဲ့ KPDF တွေအကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့လည်းဘုံလာကျဲသွားတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အဲ့ဒီစစ်သည်မအုပ်စုဟာဇူလိုင်လ28ရက်နေ့မှာရွှေကူမြို့ကိုဝင်ရောက်လာတဲ့အချိန်ကစတင်ပြီးတော့ KI နဲ့ KPDF ပူးပေါင်းတပ်များကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိအချိန်ထိ စစ်သည်မော၃စီမီးလောင်ပြက်စီးကဗမော်ဘက်ကိုတွားရောက်နိုင်ခြင်းမရှိဘဲရွှေကူမြို့ဘက်ကိုသာပြန်လည်ဆုတ်ခွာနေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စစ်သည်မော်အုပ်စုက AOD မြေကြောင်းအတိုင်းစံတက်လာတဲ့အချိန်ကလေးကပြည်သူများချိုးတင်ရှောင်တင်းကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးချက်များထုတ်ပြန်ထားပြီးတော့ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကအဲ့ဒီစစ်သည်မော်အုပ်စုဟာမန္တလေးမြို့ကနေဗမော်ဘက်ကိုစစ်ကူပေးရန်လာရောက်ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲတရင်ကတော့တနင်္လာရီတိုင်းပလောမြို့နယ်ပလမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ကင်းစခန်းနဲ့ဂိတ်စခန်းများကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့နဲ့26ရက်နေ့တိုက်ပွဲများအတွင်းမှာပလမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KNL တပ်မဟာ ကရင်အမျိုးသားကာကွယ်တပ် KNDO တပ်ရင်းခွန်မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီမှာစစ်ကောင်စီဘက်က18ကောင်တိတ်ဆုံးသွားပါတယ်26ရောက်ဒဏ်ရာရတယ်ပြီးတော့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကလက်နက်ခဲယမ်းတချို့ကိုရလိုက်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါရယ်ဂိတ်စခန်းနဲ့ကင်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တော့လေပလမျိုးအနီးဝန်းကျင်မှာစစ်ကောင်စီရဲ့တိုက်ရင်းများကြံနေသေးတယ်လို့ပြောပါရယ် ပလမြို့အောက်ဘက်ချမ်းမှာတိုက်ရင်နေရှိတယ်ဒါကို ကျွန်တော်တို့တင်းလို့မရဘူးအဓိကကပလမှာအထိုင်ချတဲ့ကင်းစခန်းတွေစေကောင်းစီရဲ့ပြူစောတီးတွေစေကောင်းစီချထားတဲ့မြို့ဂိတ်တွေအဲ့ဒီလိုမျိုးပဲသိရတယ်အဓိကဒီမြို့ကိုလုံခြုံရေးပေးနေတဲ့အဖွဲ့ကပြူစောတီးတွေပြူစောတီးနဲ့တပ်ပူပေါင်းအထိုင်ချထားတဲ့ကင်းစခန်းတွေပါလို့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ပလမြို့ဟာဘိမ်းမြို့နဲ့ပလောမြို့ကြားမှာတည်ရှိပြီးတော့စစ်ရေးအရာ ရေးပါတဲ့ဒေသဖြစ်တယ်လို့ပြောပါတယ် ပလမြို့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တမဟာလီ KNU ဗိတ်တဝဲခရိုင်အတွင်းမှုဘရိုစောရဲ့နားထာမှာမေးမြန်းကြည့်ရမှာပလမြို့ကိုတိမ့်နိုင်ခြင်းထက်စစ်ခွေးတွေကိုတိုက်ခတ်ပြီးတော့ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်နိုင်ပြီးတော့အခြေအနေများကိုပြန်လည်အသိပေးမယ်လို့ပြောဆိုထားပါတယ်။ KNU တမဟာလီနယ်မြေတနင်္သာရီတိမ့်ခွန်းနယ်ပလောမြို့နယ်တို့မှာအခုဇူလိုင်လနောက်ဆုံးပတ်အတွင်းတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်အရဲသားပြည်သူများတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ အခုလိုလေးချောင်းတက်ခတ်မှုတွေကဇူလိုင်လ26ရက်နေ့ကပလောမြွန်းနယ်ဇရက်စိတ်ရွာကိုလေးချောင်းကနေဘုံကျဲတက်ခတ်ရာဒေသခံပြည်သူ10ဦးအစုလိုက်အပြုံလိုက်တေဆုံးခဲ့ရပြီးတော့6ဦးထဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့ဇူလိုင်လ31ရက်နေ့မှာထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ကံဒေတာတိုင်းစစ်ဌာနချုပ်ရှိတဲ့ကျိုင်းတုံမြို့မှာစစ်တပ်ဘက်ကအရာရှိသားသမီးများပါဝင်တဲ့ Forking ဆိုတဲ့အဖွဲ့ဟာဥပဒေမဲ့လောက်ရများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် Focus ဆိုတဲ့အဖွဲ့ဟာလူငယ်လူရွယ်များပါဝင်ပြီးတော့အသက်အရွယ်မပြည့်သေးတဲ့လူငယ်တွေပါပါဝင်နေတယ်လို့သိရပါဗျ။ဥဆောင်သူတချို့ဟာစစ်တပ်အရာရှိများရဲ့တာသမီများဖြစ်ပြီးတော့အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းနဲ့အခြားဥပဒေမဲ့လောက်ရများကိုလုံဆောင်နေတယ်လို့ဒေသခံများထံကသိရပါဗျ။၎င်းတို့ရဲ့လောက်ရများကိုပတ်ဝန်းကျင်ကတိုင်ကြားကြတော့လေစစ်တပ်အရာရှိတာသမီများဖြစ်နေတဲ့အတွက်ရပ်ပိုင်းအတွင်းမှာပြန်လွတ်လာတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်။ သူတို့အဖွဲ့ထဲမှာခဏတန်းចောင်းသားတော်ပါတယ်လက်နက်တွေပြပြီးလဲချင်းချောက်တာမျိုးတွေလုပ်တယ်လက်နက်တွေကိုရိုက်ထားတဲ့ပုံအရနောက်ခံကစစ်တပ်လိုင်းကန်းတွေဘသူမှလိုက်ပြီးအေးမယူရဲဘူးတခြားရက်သားတွေဆိုရင်တော့တော်တော်ကိုဒုက္ခရောက်မှာလို့၎င်းကပြောပြထားပါတယ်ចိုင်းတုံမျိုးဟာပရိကန်ဒေတာတိုင်းအခြေဆိုင်ရာမျိုးဖြစ်တော်လဲခိုးဆုံလူရမှုများစွာဖြစ်နေတဲ့မျိုးတစ်မျိုးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြာအင်းကျေးရွာကပြည်သူနှအုပ်ကိုတပ်ဖြတ်ပြီးမြေမြုပ်အလောင်းဖြောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ26ရက်နေ့ကစတင်ပြီးတော့တရချောင်းမြို့နယ်ကြာအင်းရွာဘက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကအင်အား200ခန့်ပါဝင်တဲ့စစ်ကြောင်း3ကြောင်းနဲ့ကျေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းပြီးတော့ပြည်သူ100ဦးကိုလည်း ကြာအင်းရွာလမ်းဆောင်စာတင်ကျောင်းမှာဖမ်းဆီးထားခဲ့တယ်လို့သိရပါဗါးအဲ့ဒီဖမ်းဆီးထားတဲ့ပြည်သူတွေကနှစ်ဦးကိုအကြမ်းဖက်စစ်ခွေးတွေကတပ်ဖြတ်ခဲ့ပြီးတော့ရုပ်အလောင်းတွေကိုကြာအင်းရွာအတွင်းမှာမြေမြုပ်ဖျောက်ဖျက်ခဲ့တယ်လို့သိရပါဗါးစစ်တပ်စစ်ကျောင်းကကျေးရွာအတွင်းကနေပြန်လည်ထွက်ခွာတဲ့အချိန်မှာပြည်သူများကအဲ့ဒီရုပ်အလောင်းများကိုတူးဖော်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး အကြမ်းဖက်စစ်ခွေးတွေတပ်ဖြတ်သွားတဲ့ပြည်သူနှောက်ဦးရဲ့အမိကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပဲစစ်တပ်စစ်ကြောင်းများပြန်လည်ဝင်ရောက်လာမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်ပြည်သူများကရုပ်အလောင်းများကိုချက်ချင်းတကြိုပေးခဲ့တယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းက၃ကြောင်းတော့ရွာတွေကိုကြပြိုင်နယ်ထဲဝင်ရောက်စီးနေတော့ပြည်သူ၁၀ဦးလောက်ဖမ်းဆီးခံလိုက်ရပါတယ်သူတို့ဖမ်းဆီးထားတဲ့သူတွေကနှောက်ဦးကိုစစ်ခွေးတွေကတပ်ပလိုက်ပြီးတော့ရုပ်အလောင်းတွေကိုချက်ရင်းရွာထဲမှာမြေမြုပ်ခဲ့တာလို့သိရတယ် ပြည်သူတချို့ကရွာတွေကိုပြောင်းဝင်တဲ့အချိန်မှာအဲ့ဒီရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းများဟာလက်ရှိအချိန်ထိကြေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းနေဆဲဖြစ်ပြီးတော့ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်အရှိချမ်းမှာရှိတဲ့ကြေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်လေရင်များနဲ့နှစ်ရက်ဇက်တိုက်ဘုံသီးအလုံးကြီး60ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇူလိုင်လ31ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့ပေါင်းမြုံနယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရဲဦးလေတပ်ကနေတက်လာတဲ့112လေရင်ဒစီးနဲ့ဘုံ36လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇူလိုင်လ30ရက်နေ့ကလည်းမနက်6:00နာရီကျော်ကစတင်ပြီးတော့ပေါင်းမြုံနယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကို112လေရင်နဲ့ဘုံဒီအလုံးရေ30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပေါင်းမြုံနယ်အရှိချမ်းမှာရှိတဲ့ကျေးရွာများကို လေးချောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲတက်ခိုက်နေတဲ့အတွက်ကြေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးဘုံကျဲတက်ခိုက်မှုများဆက်လက်ပြုလုပ်လာမှာကိုစိုးရိမ်နေရတယ်လို့ပြောပါတယ်ပြည်သူတွေထိခိုက်တာတော့မကြားမိသေးဘူးပေါ့မြုံနယ်အရှိချမ်းကရွာတွေကပြည်သူတွေတော့တိမ်းရှောင်နေရတာတွေရှိပါတယ်စစ်ခွေးတွေကလေးချောင်းနဲ့နေတိုင်းလိုလိုလာပြီးတော့ဘုံကျဲတက်ခိုက်နေတော့ပြည်သူတွေကစိုးရိမ်ကြောက်လန့်ပြီးတော့ရှောင်နေရတာပေါ့စစ်ခွေးတွေဘုံကျဲတက်ခိုက်နေတာနှစ်ရက်တောင်ရှိသွားပြီလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။သတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ ်နေစေမပြတ်အစ်အအမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းဝဲမြို့နယ်မလိုင်မြို့နယ်တနင်္သာရီတိုင်းဒဝယ်မြို့နယ်နဲ့စကိုင်းတိုင်းမုံရွာမြို့နယ်တို့မှာအကြမ်းဖက်စစ်ခွေးတပ်ကလမ်းသွားလမ်းလာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်အယောက်90ကျော်ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဝမ်းတွေးမြို့နယ်မှာဒီကနေ့ဇွန်လ31ရက်နေ့မနက်10:00နာရီခန့်မှာရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ဆွေတောင်ရွာကိုအကြမ်းဖက်စစ်ခွေးများကဝင်ရောက်စီးနင်းခဲ့ပြီးတော့လပိဆိုင်ထိုင်းနေသူများအပါအဝင်ဆိုင်ကယ်ဝက်ရှော့ကပြည်သူ71ဦးကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့တဲ့သူတွေထဲမှာဆွေတောင်ရွာကပြည်သူ10ဦးနဲ့ပုလူကုံရွာကပြည်သူတအုပ်ပါဝင်တယ်လို့ Voice of Wandering ကပြောပြထားပါဗျ။မလိုင်မြို့ပေါ်မှာဇွန်လ30ရက်နေ့ညနေ9:00ခန်းမှာ ပွဲစားရန်လမ်းကနေလာတဲခုကန်းအနီးမှာလမ်းသွားလမ်းလာနေတဲ့လူငယ်၃ဦးနဲ့ဈေးကြီးအနောက်ဘက်ကလူငယ်၂ဦးကိုအကြမ်းဖက်စိတ်ခွေးများကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံများကပြောပါတယ်။ဒဝယ်မြို့နယ်ကမျောကင်းတံတားမှာလဲဇူလိုင်လ၃၀ရက်နေ့မနက်ပိုင်းကစစ်တပ်တံတားဂိတ်ကစစ်ကောင်စီတပ်သားများကလမ်းသွားလမ်းလာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခဲ့ရမှာလူငယ်အယောက်30ကျော်ဖမ်းဆီးခံလိုက်ရပြီးတော့လူငယ်များအလုံးကိုဒဝယ်မြို့ပေါ်မှာရှိတဲ့လက်ကျင်ရေးတပ်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ကံမျောခင်တရားမှာပြည်သူတွေကိုစောင့်ပြီးတော့ပေါ်တာဆွဲဖမ်းတာလူငယ်အယောက်30ကျော်လောက်ဖမ်းခံလိုက်ရတယ်ဖမ်းစီခံရတဲ့သူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်တယ်လို့သိရပေမဲ့အတိမပြုတ်နိုင်သေးပါဘူးဖမ်းစီခံရတဲ့သူတွေအလုံးကိုဒဝယ်မြို့ပေါ်ကလေ့ကျင့်ရေးတပ်ကိုခေါ်သွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျာအလားတူပဲမုံရွာမြို့နယ်မှာလည်းဇူလိုင်လ23ရက်နေ့ကအချမ်းဖတ်စစ်ခွေးများကနန်းချွန်စိတ်ကန်းနဲ့မုံရွာဇက်စိတ်တို့မှာလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းစီခဲ့ပြီးတော့ဘာထူးတပ်မြို့ကိုပို့ဆောင်လိုက်တယ်လို့ပြောပါဗျာ စားလင်းကြီးမြို့နယ်ကနေအလုတ်သွားအလုတ်ပြန်လာတဲ့လူငယ်လေးဦးကိုနန်းချွန်စိတ်ကန်းနဲ့မုံရွာဇက်စိတ်မှာပေါ်တာဆဲဖမ်းသွားတာမကြာခဏဆိုသလိုစိတ်ခွေးတွေကလာဆွဲလေရှိပါတယ်ငွေနဲ့ပြန်ရွေးတာတွေရှိပေမဲ့ပတ်စံမလိုဘူးလူပဲလိုတာလို့ပြောတယ်ဒီကနေဆွဲတာကိုနမခါကနေတဆင့်ဘာထူးတင်တန်းချောင်းကိုတမ်းပြီးပို့ပါတယ်စိတ်ခွေးတွေပေါ်တာဆွဲခံရတဲ့သူလေးဦးကတော့ခန်းတော်ကြီးရွာတာယာကုန်းရွာကြော်ရွာနဲ့ရုံးမင်ရွာတွေကလို့သိရပါတယ်မျိုးထဲမှာဆွဲခံရတာတွေလည်းရှိသေးတယ် ညနေမှောင်ရီပြိုးတာနဲ့ဘသူမှအင်အပြင်ကိုမထွက်ရဲလောက်တဲ့အထိပါပဲလို့ချင်းတွင်းမြေကမ်းဘေးကျေးရွာများတပိတ်စစ်ကြောင်းကတာဝန်ရှိသူကပြောဆိုထားပါတယ်။အချမ်းဘတ်စစ်ခွေးတပ်ကလာမယ့်ဩဂတ်စ်လမှာစစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်မှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ